အဲ့လိုလုပ်ပြီးတော့ဒီလောကလုံးမှာရှိတဲ့တတ္တဝါတွေပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနောက်ဆုံးမှာလူလေးယောက်လူလေးယောက်ကြည့်လိုက်နံပါတ်1ကကိုယ်တိုင်မိမိကိုယ်တိုင်နံပါတ်2ကကိုချစ်ခင်တဲ့ပုဂ္ဂိုလ်နံပါတ်3ကချစ်လည်းမချစ်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နံပါတ်4ကယန္တုအဲ့ဒီပုဂ္ဂိုလ်၄ယောက် ထိုပုဂ္ဂိုလ်၄ယောက်သည်အပိုင်းအခြားတွေလူဆိုတာကိုယ့်ကိုယ်ကိုပိုချစ်တတ်တယ်နော်ကိုယ့်ကိုယ်ပိုချစ်တတ်တယ်အဲ့ဒီ၄ယောက်ကိုရန်သူလို့လည်းမမြင်တော့ကိုယ့်ကိုယ်ကိုလို့လည်းမမြင်တော့ဘူးကိုမိတ်ဆွေလို့လည်းမမြင်တော့ဘူးဟုတ်လားကိုနဲ့မသိတဲ့ပုဂ္ဂိုလ်လို့လည်းမမြင်တော့ဘူးကိုရန်သူလို့လည်းမမြင်တော့ဘူးအလုံးဒီ၄ယောက်စလုံးဟာ တမျိုးတည်းတစ်ခုတည်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့မေတ္တာဟာအစွမ်းထက်ဆုံးအဆင့်ရောက်သွားပြီပေါ့အဲ့ဒါကိုဥပမာလေးတစ်ခုပေးထားတယ်နော်ဒီပုဂ္ဂိုလ်၄ယောက်ကိုဆိုပါစို့ရှင်းတော့ကလူကိုတတ်ပြီးတော့ရစ်ပူဇော်တဲ့အလေးထားရှိတော်ထဲမှာနေတဲ့ယဟန်နေဒီလိုပဲရစ်ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်အဲ့ဒီမှာလာပြီးတော့တောင်းမယ် ရစ်ပူဇော်ဖို့အတွက်တယောက်လိုက်ခဲ့ပါဟောတယောက်လိုက်ခဲ့ပါဆိုလို့ရှိရင်အဲ့မှာနေနေတာကမိမိကိုယ်တိုင်ရဲ့ကိုယ်ပိတ်ဆွေရဲ့တဏ္ဍပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်၄ယောက်ရှိအဲ့၄ယောက်ထဲကနေဘု து ပေးမလဲဘုန်းကြီးတို့စဉ်းစားကြည့်ကြတယောက်ယောက်တော့လိုက်ရမှာဘု து ပေးမလဲကိုယ်စိတ်ထဲဘု து ပေးမလဲဟောသူတို့၃ယောက်တော့ နေပါစေငါပဲအနစ်နာခံလိုက်ပါမယ်ဆိုရင် ကိုယ့်ကိုယ်ပေါ်မှာမေတ္တာပြတ်တယ်ရောက်တယ်ဟောသူ့မေတ္တာမဟုတ်သေးဘူးမပြတ်တာဘူးလို့ပြောအဲ့လိုမဟုတ်ဘဲနဲ့ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုလို့ရှိရင်ဟာရန်သူပေါ်မှာအမုန်းစိတ်မပြောင်းသေးတာပဲအဲ့ဒီ၄ယောက်စလုံးကိုတယောက်မှမပေးနိုင်ဘူးအလုံးဟာတူတူပဲဖြစ်နေတယ်ဘသူ့ကိုမှရွေးလို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာ ကန့်တချက်တွေကြော်ဖြတ်သွားတဲ့အမတန်ခိုင်မာတဲ့မေတ္တာတရားဖြစ်သွားပြီလို့ဒီလိုဆိုတာအေးအဲ့လိုလေ့ကျင့်ပြီးတဲ့အခါမှာတလောကလုံးမှာရှိတဲ့တ attva တွေပေါ်မှာမေတ္တာတရားကိုဖြန့်ကျက်ဖြန့်ကျက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဒေါသဆိုတာလုံးဝလာလို့မရတော့ဘူး